thank you မင်္ဂလာပါရှင်မန္တလေးခေတ်သက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ NUG အစိုးရကတရုတ်နိုင်ငံရဲ့ရှမ်းသူမဟုတ်တရုတ်နိုင်ငံရဲ့မြမအရေးဂျောင်းဝင်ဖြည့်ပြန်မှုဆရာနာရှင်သက်ဆိုးရှင်အောင်မဖြစ်တဲ့လို့ NUG ယာယီသမရပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတရုတ်နိုင်ငံရဲ့ရှမ်းသူမဟုတ်ပဲတရုတ်ရဲ့မြမအရေးဂျောင်းဝင်ဖြန့်ပြမှုမှာဆရာနာရှင်သက်ဆိုးရှင်အောင်မဖြစ်တဲ့အကြောင်း NUG ယာယီသမရအထူးမှလက်ရှိလာကပြောဆိုလိုက်ပါတယ်။ AP လ29ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်တုံးမြင့်ဆောင်2025စီဝေးမှာ ယာယီသမ္မတကအထပ်ပါအတိုင်းပြောဆိုလိုက်တာပါအမျိုးသားညီညွတ်ရေးအစိုးရကတရုတ်နိုင်ငံရဲ့ရှန်သူမဟုတ်ကြောင်းတရုတ်နိုင်ငံရဲ့မြန်မာရေးဂျာဝင်ဖြန့်ပြမှုကဆရာနာရှင်စနစ်သက်ဆိုးရှင်ရမဖြစ်စေသင့်ပေ NUG ပေါ်တရုတ်နိုင်ငံရဲ့အမြင်တွေကိုပြန်လည်တက်မှတ်ပေးဖို့လိုအပ်ကြောင်းသမ္မတကပြောဆိုပါတယ်တရုတ်ရဲ့မြန်မာရေးဂျာဝင်ဖြန့်ပြမှုတွေဟာဆရာနာရှင်စနစ်သက်ဆိုးရှင်ရမဖြစ်စေသင့်ဘူးလို့ထင်ပါတယ်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပါဝင်တိုင်းရင်းသားတော်လိုင်းအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ဂျာဝင်ဖြန့်ပြမှုတွေနဲ့ပတ်သက်ပြီးဖြစ်တဲ့ဖြစ်တဲ့ င့်မှုတွေပေါ်မှာအခြေခံဖို့ကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်တင်နေလို့ရှုစားကြအောင်ယာဟီသမရကရှင်းပြပါရယ်တရုတ်နိုင်ငံက NUG အစိုးရဖွဲ့ပေါ်အမည်တချို့ကိုပြန်လည်တက်မှတ်ပေးဖို့လိုအပ်ကြောင်းတရုတ်နေနဲ့အမျိုးသားညီညွတ်ရေးအစိုးရပေါ်အမျိုးမျိုးသောထင်ကျေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကကြားပြီးဖြစ်ကြောင်းအစိုးရဖွဲ့အနေနဲ့အဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွယ်ဖြေရှင်းဖို့လိုကြောင်းသူကပြောဆိုပါရယ်အစိုးရဖွဲ့ကတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ့်အဖွဲ့မဟုတ်ဘူးလို့ပြောဆိုပြီးတိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုကြောင်းအမျိုးသား ညညရေးအစိုးရကတရုတ်နယ်ပတ်သက်ရင်ငြိမ်းချမ်းစွာအတူရှင်တွင်တည်ထိုင်မှုကိုအခြေခံနေနိုင်ငံသားရေးသဘောထားရှိကြောင်းဒါကြောင့်အစိုးရဖွဲ့ကတရုတ်ရဲ့ရှမ်ဘတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသတဲ့အကြောင်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားရေးနဲ့ပတ်သက်ရင်လည်းအမျိုးသားညီညွတ်ရေးအစိုးရကတရုတ်အတွက်စူးညောင်ခလုတ်ဖြစ်ရှိနေမှာမဟုတ်ပဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းတရုတ်ဘက်ကသတင်းစကားပါတင်ကြောင်းယာယီသမရကဆက်လက်ပြောဆိုပါရယ်မြန်မာနိုင်ငံကလွတ်လပ်သောအချုပ်ချာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်သလိုဒေသရင်းနိုင်ငံတွေဖြစ်တဲ့အာဆီယံကဲ့သို့သောပေါင်းစည်းမှုတွေထဲမှာလည်းပြည်တွင်းရေးဝင်ရောက်မဆွက်ဖက်ရေးမှုကိုအာဆီယံပြည်ညင်မှာလေးနက်စွာထည့်သွင်းဖော်ပြထားပြီးဖြစ်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကအပွင့်မိန်ကောမှာထည့်သွင်းပြောကြားပါရ တယ်။ဒေတာရင်းဩစာတိတ်ကြီးထွားလာတဲ့တရုံနေနဲ့မြမရှင်မှာတက်တက်ကြွားကြွားဝင်ရောက်ပြန်ပြေးမှုကိုမငင်းပယ်တော့လဲတစ်ဖက်မှာအခုထပ်ပုံမှုကျင်ပြန်တဲ့ချင်းကမ်မူရီနဲ့ဂျာဝင်ပြန်ပြေးမှသာရှည်ရှည်အတွက်စီးနီကောင်းဖြစ်တယ်လို့ယူဆကြောင်းအခုလောက်ရက်ကမြမရှင်ကိုလက်တော်အနာသက်သာယုံစီမီတို့လောက်နဲ့ဂျင်းနဲ့တင်းတင်းရမလို့ဖြစ်နေတယ်လို့ယူဆကြောင်းရှာရီသမရကဆက်လက်ပြောဆိုပါတယ်။တရုံနိုင်ငံကမြမပြည်တွင်ရေးကိုဝင်ရောက်ဆက်ဖက်လျက်ရှိရာ MND ကသိမ့်ပိုင်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးမှုပေါ့ မြန်မာပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေကစေအုပ်စုကိုတရုတ်ကထောက်ခံတဲ့လုံရက်အဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ရှုံချထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့၆မြို့အဝင်နဲ့ပလောမြို့အဝင်တို့မှာလူငယ်များကိုစစ်မှုထမ်းကိုင်းဖို့အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်း၆မြို့အဝင်နဲ့စစ်ကောင်စီတပ်ကလူငယ်များကိုစစ်မှုထမ်းကိုင်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးလျက်ရှိကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။အခုမေလအတွင်းဖွင့်လှစ်မဲ့စစ်မှုရန်ပတ်စဉ်၃အတွက်အကြံဖတ်စစ်ကောင်စီတပ်က၆မြို့အဝင်မှာစစ်စင်းခင်များဖွင့်လှစ်ပြီး ်ခီးတဲ့တင်ကားများပေါ်မှာလူငယ်များကိုမှတ်ပုံတင်စစ်ဆေးခြင်းဖုန်းများစစ်ဆေးခြင်းများလှုပ်ဆောင်ပြီးလူငယ်တို့ကိုမတင်ကားလို့ဆိုကဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းဖို့ခေါ်ဆောင်သွားကြောင်းသိရပါတယ်။ ဧပြီလ28ရက်နေ့လင်းထက်ကျခီးတဲ့တင်ရင်ပေါ်မှာခီးသွားလူငယ်နှောင်းကိုစစ်တပ်က6မြို့အဝင်မိုးပေါက်ကန်ကိန်းမှာဆွဲချသွားကြောင်းဆိုပါလူငယ်နှောင်းက6မြို့နယ်စလေအုပ်စုပင်းဝအူပူကြီးရွာမှာဖြစ်ကြောင်းလက်ရှိမှာစစ်တပ်ကစစ်မှုထမ်းကိန်းပေါ်အတွက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။အလားတူတနင်္သာရီတိုင်းမြင်းခရိုင်ပလောမြို့ဝင်စစ်ကောင်စီစစ်စင်းကိန်းမှာလမ်းသွားလမ်းလာလူငယ်15ဦးကိုစစ်မှုထမ်းကိန်းပေါ်စစ်တပ်ကအတမဖမ်းဆီးသွားကြောင်းသိရပါတယ်။မေလာတရနေ့မနက်ပိုင်းလက်ကူရွာဘက်မှာပလောမြို့ဘက်ကိုလာတဲ့လမ်းပေါ် ေါ်မှာဖွင့်လှစ်ထားတဲ့ကျောက်စုစစ်ကောင်စီကိန်းကိုထွေအောင်စားရဖရဲနဲ့စစ်ကောင်စီတပ်ကကာလီစီနဲ့ရောက်ရှိလာပြီးပုံမှန်သွာလာနေတဲ့လူငယ်မျိုးသားတွေကိုဖမ်းဆီးခဲ့ကြောင်းမနေ့ကမနေ့၈နိုင်ခွဲမှာမနေ့၁၇နိုင်ဝင်းကျင်ချိန်ထိလူငယ်၅ဦးဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ဂိတ်မှာရက်ဝတ်တွေရောစစ်ဝတ်တွေပါပဲပါသွားတယ်။အကုန်လူငယ်ယောက်ျားလေးတွေပဲအမှတ်လေးရက်ွက်ကပါတာများတယ်။အမှတ်သုံးနဲ့အမှတ်နှစ်ရက်ွက်တချို့ပါပါတယ်။ဂိတ်ကလည်းအမှတ်လေးရက်ွက်မှရှိတာပါ။ပြီးတော့ဒီရက်ွက်ထဲရပဲအများဆုံးခေါ်သွားတာလို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိဆက်သူတအုပ်က ပြောပါရယ်ဖန်စီခံရသူတွေနဲ့စက်တအုပ်ကကိုပလောမျိုးမရဲစကံကိုပို့ဆောင်လိုက်ပြီးကြံရှိတဲ့လူငယ်လေးကိုခံဝန်နဲ့ပြန်လဲလွှတ်မဲ့အခြေအနေရှိကြောင်းသိရပါရယ်ပလောမျိုးမရဲစကံကိုပို့ဆောင်ခံလိုက်ရတဲ့လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတွက်မြေမျိုးနဲ့ရွှေတူးရွာအခြေဆိုင်တိုက်ပွဲဝင်စီရင်တနန်းကြောင်းတိုက်စီကိုရေလမ်းမှတဆင်ပို့ဆောင်မှုရှိကြောင်းသိရပါရယ် ပလောမှာလူဆယ်ချီဖမ်းပြီးစစ်မှုထမ်းပေါ်တာမျိုးတော့၃ချိန်နဲ့ထပ်ရှိပြီးဒါပေမဲ့အနေကင်းမဲ့ကြီးကိတ်မှာအစုံလိုက်ပြုံလိုက်ဖမ်းတာကတော့ဒါပထမအဆုံးပါပဲနေရာပေါင်းစုံမှာအရင်နေပြီးအင်အားဆုံးရှုံးနေရတာကိုပြန်ဖြည့်တင်ဖို့စူးစမ်းနေရလို့ယူဆပါတယ်လို့မြင်းခရိုင်မှတ်တစ်တန်းရင်ရဲ့ပြန်ကြားရေးတာဝန်ခံကိုအာနုကပြောပါတယ်ဖန်ဆီးထန်ထားတဲ့လူငယ်တွေကိုဆိုင်ကင်များကိုလည်းစစ်တပ်ကတပါတဲ့တင်ဆက်သွားကြောင်းအလားတူတဝဲမျိုး ကမျောကင်းတနာနဲ့ဗျောတော်ဝမြို့ဝင်ခေတ္တမှာလေးစစ်တပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးမှုတွေလှုပ်ဆောင်နေကြောင်းသိရပါရယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့နောင်ချုံမြို့နယ်လုံခန့်ရွာကိုစစ်တပ်ကလေးရင်နဲ့ပုံကျဲတက်ခိုက်ပြီးကြိုက်တူမြို့နယ်ရှိချင်းရွာတွေကိုလည်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုပြည်သူနောင်ထိခိုက်ဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ရှိလုံခန့်ရွာကိုစံဖတ်စစ်တပ်ကလေးရင်နဲ့ပုံကျဲတက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်ပါရယ်။မေလာတရက်နေ့ညနေ6:45မိနစ်ခန့်မှာနောင်ချုံမြို့နယ်လုံခန့်ချင်းရွာကို အကြံဖတ်စစ်တပ်ကဂျက်ဖိုင်တာနဲ့ပုံနှလုံးချင်းချတိုက်ခိုက်ခဲ့ကြောင်းဒါပြင်အကြံဖတ်စစ်တပ်ကတောင်ခမ်းချင်းရွာရှိ354တက်စကန်မှာ TNL တရှိရာနေရာများကိုလည်းဒရုန်းနဲ့ပုံချင်းတိုက်ခိုက်ခြင်းဟောင်းဝင်စာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အပြင်းလ30ရက်နေ့ည7:30မိနစ်30ခန်းကလည်းအကြံဖတ်စစ်တပ်ကမိုးကုတ်မြို့အနောက်ပိုင်းတစ်ဆိုင်ကုန်းနဲ့ကြောက်ပုတ်ကြီးရွာရီကြားကိုလေကြောင်းနဲ့ပေါင်း150ပုံနှလုံးလာရောက်ချင်းချတိုက်ခိုက်ခဲ့ကြောင်းဒါပြင်အပြင်းလမှာလည်းနောင်ချုံမြို့နယ်အတွင်းလက်နက်ကြီး26လုံးအစိမ်း ွေပုံ38လုံးနဲ့လေးချောင်းနဲ့ပုံ32လုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အကြံပတ်စစ်ကောင်စီတပ်ကပလောင်ပြည်နယ်လွမြောင်ရေးတပ်ဦး PSNLF DNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်ခြင်းထိုးစစ်ဆင်ခြင်းတွေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေးချောင်းနဲ့မိဘပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိ UTB ဘုံကျင်းချခြင်းစတဲ့လုပ်ရပ်တွေပြုလုပ်နေကြောင်း ဒါကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှာကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း TNL ကအတည်ပြုပြောကြားပါတယ်။ဒါအပြင်မွန်ပြည်နယ်စိုက်ထုံမြို့နယ်ရှိကျေးရွာတွေကိုအစံပတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ပြည်သူနှောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘို့ကထုတ်ပြန်ပါတယ်။ April 24ရက်နေ့နေ့လယ်12နာရီခန့်နဲ့ညနေ6နာရီခန့်မှာအစံပတ်စစ်ကောင်စီတပ်ရဲ့အမှတ်330အမြောက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးတွေနဲ့ ခရဲကျွေးနယ်အတွင်းရှိ ခရွေးရွာနှင့်တောက်ပုံကြီးရွာရင်ကိုလုံးခန့်ပြစ်ခတ်ခဲ့ရာခရွေးရွာမွန်စုပိုင်းမှာနေထိုင်တဲ့ကိုချက်ကြီးနဲ့ဒေါ်မိုးတို့နောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ မန္တလေး29ရက်နေ့ည10:00နာရီကမှအစံဖက်စတက်ရဲ့လင်းရင်ကပြင်းကရိုးကုန်းကြီးနဲ့ရွှေခဲရိုးရွာအနီးရှိဦးဝင်းထွန်းရောဘာချန်အတွင်းကိုဘုံတလုံးချင်းချတိုက်ခိုက်ခဲ့ရာရဘာပင်တရာခန်းထိခိုက်ပျက်စီးခဲ့ကြောင်းအစံဖက်စကောင်စီတကအရှက်သားပြည်သူလူထုတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ဒူးတထူခရိုင်တွင်နေထိုင်တဲ့ပြည်သူလူထုရဲ့လူနေမှုဘဝကနေထိုင်သွားလာလောက်ကံရမှာလွတ်လပ်မှုနဲ့လုံခြုံမှုမရှိတော့ဘဲစိုးရိမ်ထိန်လန့်စွာနဲ့အသက်ရှင်နေထိုင်နေရကြောင်း KNU ဘဟုက ထုတ်ပြန်ထားပါတယ်။ နောက်ထပ်တပုံးနေနဲ့စစ်ကောင်စီကပြန်လည်စစ်ဆေးမဲ့တက္ကသိုလ်ဝင်စာမီးဝက်ကိုဖြည့်ဆုံမဲ့သူနဲပါနေလို့ကြောင်သားကျောင်းသူတွေနဲ့မိဘတွေကိုစစ်တပ်ကချိန်ချောက်ပြားပေးနေပြီးမန္တလေးမှာစာမီးဝက်လာဖြည့်ဖို့လော့စပီကာနဲ့လိုင်းအော်ရဲကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကပြန်လည်စစ်ဆေးတဲ့တက္ကသိုလ်ဝင်စာမီးဝက်ကိုငလင်ပေးတင်ဒေသမှာကြောင်သားကျောင်းသူများပြန်လည်ဖြည့်ဆုံကြဖို့စစ်တပ်ရဲ့ထွေးဥပပါဝင်ဌာနပေါင်းစုံကကြောင်သားများနဲ့မိဘများကိုဖြားပေးချိန်ချောက်နေကြောင်းငလင်ပေးတင်ဒေသမှာပြည်သူများကသတင်းဌာနကိုပြောပါရယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်ကြီးကြောင် မန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝင်စာမေးပွဲအပြေလွှာ၄သိန်းခန့်မီလောင်ပျက်စီးခဲ့ကြောင်းအပြေလွှာပျက်စီးခဲ့တဲ့မန္တလေးနေပြည်တော်စကိုင်းနယ်ကချင်ပြည်နယ်မှာတက္ကသိုလ်ဝင်နှန်းကျောင်းသားကျောင်းသူများလာမည့်ဇွန်လ16ရက်ကစတင်ပြီးစာမေးပွဲပြန်လည်ဖြေဆိုခိုင်းဖို့စကောင်စီကကြေညာခဲ့ကြောင်းအဲဒီနောက်ငလင်ပေးတဲ့ဒေသများမှာကျောင်းသားကျောင်းသူများမဖြစ်မနေပြန်လည်စစ်ဆေးမယ်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့စစ်တပ်ရင်းနဲ့ထွေအုပ်ကဖိအားပေးချင်းချောင်းလာကြောင်းသိရပါတယ်